ဝက်စ်ကိုတန်း150လောက်ပေးပြီးခေါ်ခဲ့တာတင်ရလားလေပေါင်းတင်ဟာလေပေါင်းကိုစင်ကွင်းနဲ့တိုက်စစ်ကတော့မှာဖရော်ရီယန်ဝက်စ်ကိုယူတန်း150နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မနက်မှာပဲလေပေါင်းကိုစင်နဲ့အပြောင်းအရွှေ့ကိစ္စရတဲ့အလုံးစုံသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်ဂျာမနီကွင်းနဲ့ဂျန်ဝင်းကိုခေါ်ယူဖို့အတွက်မန်စီးတီးနဲ့ဘိုင်းမြူနစ်တို့ကလည်းစိတ်ဝင်စားခဲ့ပေမဲ့ကစားမကိုယ်တိုင်ကလေပေါင်းကိုအပြောင်းအရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာလေပေါင်းနဲ့စေးစစ်ဖို့နဲ့လက်မှတ်ထိုးဖို့တာကြံတော့တာပါ ဝက်စာလီမောင်းအတင်းမှာတနင်္လာလစာရေယို22တန်းရရှိမှာဖြစ်ပြီးတော့တပတ်ဆိုရင်တော့ရေယို3သိန်း4000ဝန်းကျင်ရှိပါတယ်။ဝက်စာပရီးမီးယားလိသမိုင်းတစ်ချောင်းဈေးကြီးဆုံးခေါ်ယူမှုလီမောင်းသမိုင်းတစ်ချောင်းဈေးကြီးဆုံးခေါ်ယူမှုဝနက်လီကာသမိုင်းတစ်ချောင်းဈေးကြီးဆုံးရောင်းချမှုတွေဖြင့်မှတ်တမ်းဝင်ခဲ့မှာဖြစ်ပါတယ်။ဝိစင်နဲ့လေဘောင်းအသင်းမှာခြေစွမ်းပြနိုင်မလားဆိုတာကခုချိန်ထိမသိရသေးပေမဲ့ဒီကြောင်တစ်ခုကတော့အင်္ဂလန်ကိုရောက်လာပြီဆိုရင်တော့အင်္ဂလန်မီဒီယာရဲ့ဖိအားတံကိုခံရမှာဖြစ်ပါရင်အင်္ဂလန်ဘောင်းသမိုင်းတစ်လျှောက်မှာပြောင်းရွှေ့ခြင်းမြန်မာစွာဘေးဘီခေါ်ခဲ့တဲ့ကစားသမားတွေဖြစ်ပေမဲ့လည်းအင်္ဂလန်မျိုးကိုရောက်တဲ့အခါကျရင်မီဒီယာရဲ့ဖိအားတွေအကြောင်းခြေစွမ်းငုတ်ရှူသွားတာအများကြီးရှိပါတယ် အနည်းဆက်ဆုံးဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကယူနိုက်တက်တင်ကိုရောက်ရှိလာခဲ့တဲ့အန်တိုနီဆိုလို့ရှိရင်လေမီဒါလီရဲ့ဖိအားပေးမှုကြောင့်ပုံမှန်ခြေစွမ်းပြောင်းဆုံးသွားခဲ့ပြီးခုဆိုရင်တော့ဘတ်တီအတင်ကငှားထွက်ကစားတဲ့တာကားရရှိနေခဲ့ပါတယ်။ဒါကြောင့်ဝက်စ်ကို350လောက်ပေးပြီးခေါ်ယူခဲ့တော့လောက်ဦးတဲ့တန်လားမတန်လားဆိုတာကတော့လာမယ့်ရာသီမှာဖိထုတ်သွားရမှာဖြစ်ပါတယ်။ဘရိတ်တန်လိုအနေနဲ့အကောက်ဖွင့်ကစားခြင်းနဲ့ဆိုရင်တော့ဘိုင်ယိုမှာရှိတဲ့ဖုန်းလေးကိုဆက်သွယ်ပြီးတော့အကောက်ဖွင့်လို့ရပါတယ်ခင်ဗျာ။